ဘာစီလိုနာအသင်းစီမပြန်ပြီးခဲ့တဲ့အကြောင်းလေးကိုရှင်းပြလာတဲ့မက်ဆီအင်တာမိုင်ယာမီအသင်းရဲ့အသင်းကောင်းဆောင်အာဂျင်တီးနားစူပါစတားကြီးလီယိုနယ်မက်ဆီက PSG အသင်းကနေထွက်ခွာပြီးနောက်သူအသင်းဟောင်းဘာစီလိုနာစီကိုပြန်လာဖို့ဆန္ဒရှိခဲ့ပေမဲ့အချင်းတွေကဒီလိုလုပ်ဖို့မဖြစ်နိုင်ခဲ့ဘူးလို့ဖွင့်ဟသွားခဲ့ပါတယ် Simple Element Football နဲ့အင်တာဗျူးမှာမက်ဆီကဘာစီလိုနာကနေထွက်ခွာရပြီးခဲ့တဲ့ကအဲ့ဒီကိုပြန်လာဖို့အမြဲလိုဆန္ဒရှိခဲ့တယ်လို့ဖွင့်ဟခဲ့ပါတယ်။ဒါပေမဲ့မက်ဆီပီအက်ဂျီအသင်းကနေထွက်ခွာခဲ့ပြီးနောက်ကာတာလိုနီးယားကိုပြန်သွားဖို့စူးစမ်းမှုကတော့မအောင်မြင်ခဲ့ပါဘူး။မက်ဆီယာသူ့ရဲ့ကမ္ဘာဖလားအောင်မြင်မှု မိသားစုရဲ့လိုအပ်ချက်တွေနဲ့ဥရောပတွေကအခြားအသင်းတစ်သင်းမှာကစားဖို့တွန်းဆမှုတွေရှိခဲ့ရပြီးနောက်ဆုံးမှာတော့သူ့ကိုအင်တာမိုင်ယာမီနဲ့အမေရိကန်မေဂျာလိဘောလုံးပြိုင်ပွဲစီကိုဥတီသွားစီခဲ့ပါတယ်။2023ခုနှစ်ကသတင်းတွေအရဘာစီလိုနာဟာဘန်နာယီဆိုင်ရာကန့်သတ်ချက်တွေကြောင့်မက်ဆီရဲ့တနည်းလာစာပေါင်20တန်းကိုပြီးချိနိုင်ဖို့ကစားသမားတွေအများပြားရောင်းထုတ်ရမယ့်အခြေအနေမှာရှိခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒီကြိုးပတ်မှုကဖြစ်ပေါ်လာဖို့မဖြစ်နိုင်ခဲ့ဘူးလို့အတင်းမက်ကနေဆုံးဖြတ်ခဲ့တာကြောင့် မက်ဆီနဲ့ဘာစီလိုနာတို့လမ်းခွဲပေါ်အကြောင်းဖန်သွားခဲ့ပါတယ်။ကျွန်တော်ဘာစီလိုနာကိုပြန်လာဖို့ရည်ရွယ်ခဲ့ပါတယ်။ကျွန်တော်အမြဲတမ်းရှိချင်ခဲ့တဲ့နေရာစီကိုပြန်သွားဖို့ပါ။ဒါပေမဲ့ဒီတစ်ချိန်လည်းမဖြစ်လာခဲ့ပါဘူး။ အဲ့ဒီနောက်မှာဒါဟာမိသားစုရဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်လာခဲ့တယ်။ကမ္ဘာဖလားရခဲ့တာကလည်းအများကြီးတက်ရောက်မှုရှိခဲ့ပါတယ်။ကျွန်တော်ဥရောပတွေကအခြားအသင်းတစ်သင်းမှရှိကျင်စိမ့်မရှိခဲ့ဘူး။ဘယ်အသင်းမှမလည်းမသွားကျင်ခဲ့ဘူးလို့မက်ဆီကရှင်းပြသွားခဲ့ပါတယ်။မက်ဆီကဘာစီလိုနာကနေထွက်ခွာခဲ့ပြီးနောက် PSG အသင်းစီနေရာတိဖြတ်တန်းခဲ့ပြီးပဲရစ်မြန်မာတော့မက်ဆီအတွက်ပျော်ရွှင်မှုတွေကင်းမဲ့ခဲ့ပြီးနောက်ဘောလုံးသမားဟောင်းကြီးဒေးဗစ်ပကံပူးတွဲပိုင်ဆိုင်ထားတဲ့ Major League နဲ့ Inter Miami စီပြောင်းရွှေ့ခဲ့ရင်အခုတော့ Major League မှာလည်းအောင်မြင်မှုတွေကိုဆက်လက်ရယူလိုနေပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမှားတရားပြပြ